ဒီနေ့ကလေးမွေးဖွားတော်မယ်ဘူချဖြစ်ခင်ကတော့ကလေးမွေးခါနီးမှာဒုက္ခပေါင်းများစွာနဲ့ရင်ဆိုင်ကြုံတွေ့နေရတာဖြစ်တဲ့အတွက်ဒါသူတင်ခဲ့တဲ့ပုစီရဲ့အောင်မှာဆိုရင်တော်တော်လေးကိုပြည်သက်တွေကဘူချဖြစ်ခင်ရေကလေးမွေးပြတာနဲ့ကွာရှင်းလိုက်တော့ဆိုပြီးတော့အထီတောင်းတော့ဒါပြောချခဲ့တာဖြစ်တယ်ပေါ့နော်ဆိုတော့ဘူချဖြစ်ခင်ကတော့ဒါခွဲကန်းကိုခွဲကန်းမဟုတ်ပါဘူးနော်ဒါမွေးကန်းကိုဝင်ခါနီးမှာ ခြေအနေတွေကလုံးဝကိုเนาะစိတ်တွေတော်တော်လေးကိုရှောက်ထားရတဲ့အနေအထားမှာရှိတယ်เนาะတယောက်ချက်ကိုအထုံးကအင်ထောင်တန်းတဲ့အကြောင်းမှာဇာတိဖန်နေပြလာတာဖြစ်တဲ့အတွက်เนาะယူကာစားတုန်းကတော့တသေးလေးရဲ့မျက်နှာကိုဟိုတစ်စက္ကန့်တော့မကြည့်မင်းနဲ့မနေနိုင်တော့ပါဘူးဘာညာပြောပြီးတော့ဗောလीဒါအခုကျတော့เนาะဒါမလွဲပါဘူး လဲပါတော်တော်လေးကိုဒါဘုရားဖြစ်ရင်ခင်ဗျာမာကလီမွေးကနေတနာကိုကောင်းနေတော့သူခင်ဗျာမာသူယောက်ျားနဲ့ပါလာတဲ့ကလေးတွေကိုလည်းစောင်းရှောက်ရသူယောက်ျားကလည်းသူစီမှာကလေးလေးလို့နော်လာနေပြနဲ့နော်ကလေးတွေနော်၅ယောက်၆ယောက်မွေးထားရတယ်လို့ပဲတော်တော်လေးကိုမှဒါဘုရားဖြစ်ခင်ကဒုက္ခခံနေကြရတာပါတနာဖို့လေးကောင်းပါရဲ့နော်ဆိုတော့ဘုရားဖြစ်ခင်ကဒီကနေ့မှာကလေးမွေးဖွားတော့မယ် လေးမွေးဘွားကနီနော်တေးရဲ့အလိုမဝေယောက်ျားဖြစ်သူကတကယ်ချင်းနေတဲ့တော့စပြောပါဆိုင်ရဝန်ထမ်းမလေးနဲ့ပေါ့ပြန်တဲ့တရင်ရီရောထွက်နော်ဘိုးချပြီးကဟိုလာကလေးကနော်စိတ်ထဲမှာရှိမြားဒါဘုစ်တင်တတ်တဲ့သူပါနော်ဒီယောက်ျားကသူကိုဝင်ရှိနေလို့ဆိုပြီးတော့သူကမဖက်လို့မယူရလို့ဆိုပြီးတော့နော်ကိုဝင်ချင်းနဲ့ဘလို့ဖြစ်လို့ဟိုလိုမျိုးစိတ်ရှိနိုင်ပါလေအတူနော်ဟိုဘလို့ပြောရမလဲဟိုဘလို့မျိုးလုံနိုင်ပါလေပေါ့လေဒါကကိုဝင်ကတော်တော်လေးကိုရှိလာကိုလာရွယ်ပါနော်ဒါကိုထုံးကလည်းတော်တော်လေးကိုထန်နေကောင်လို့ပြောရမယ်နော်ဆိုတော့ဝန်ထမ်းမနဲ့ ဟိုကိစ္စဒီကိစ္စထွက်တယ်နော်တော်တော်လေးကိုဆိုးရွားနေရမှာဒါကြောင့်မလို့ပြည်သက်တွေကတော့ဘူချာယူခင်းနော်ဒါအစားပိုင်းမှာတော့တော်တော်လေးကိုကောင်းချီဟန်ဆောင်ရဲပေးမယ်အခုလိုမျိုးဘူချာယူခင်းရဲ့အမိတော်လာရောက်ညှိနှိုင်းလာရောက်ညှိနှိုင်းရတဲ့အထိဖြစ်သွားတော့တော်တော်လေးကိုအဆင်မကောင်ဖြစ်နေကြရပါ